အခုတင်ဆက်ပေးမယ့်သတင်းကတော့ဥရောပစုံကမ္ဘာဖလားရှင်စစ်ပွဲ Play for ပွဲစဉ်များမှာအသင်းကြီးများပွဲဆောင်နေတဲ့သတင်းပဲဖြစ်ပါတယ်။ကမ္ဘာဖလားဥရောပရှိဆုံးစစ်ပွဲ play for ပွဲစဉ်နေပေါ်ထွက်လာခဲ့ရမှာအီတလီရောအသင်းကြီးတွေအနေနဲ့ရှစ်စစ်ပွဲအောင်ဖို့အတွက်မကက်ခဲတဲ့ပွဲစဉ်တွေနဲ့ရင်ဆိုင်ခဲ့ရတယ်လို့သိရပါတယ် ကမ္ဘာဖလာဥရောပရှေ့စစ်ပွဲ playoff ပွဲစဉ်တွေကိုရှေ့စစ်ပွဲအုပ်စုအဆင့်ပွဲစဉ်တွေမှာအုပ်စုတတိယဒုတိယရတဲ့အသင်းတွေကိုတမတ်ဆက်တွေနဲ့အညီအတွဲတွေတမတ်ပြီးမဲခွဲယူဆက်ခဲ့တာဖြစ်ပါတယ်။အီတလီကမြောက်အိုင်ယာလိုင်းနဲ့ရဆိုင်ရမှာဖြစ်တာကြောင့်ပွဲချောင်ခဲ့တယ်လို့ပိုလန်ကလည်းအယ်ဗေးနီးယားနဲ့ပဲဆုံးတွေ့ခဲ့ပါတယ်။တခြားပွဲစဉ်တွေမှာတော့ယူကရိန်းနဲ့ဆွီဒင်၊ချက်နဲ့အိုင်ယာလန်၊ဒိမတ်နဲ့မြောက်မက်ဆီဒိုနီးယား၊တူရကီနဲ့ရိုမေးနီးယား၊စလိုဗကီးယားနဲ့ကိုဆိုဗို ဝေးနဲ့ဘော့စနီးယားတို့ဆုံတွေ့ခဲ့ပါတယ်။အီတလီကမြောက်အိုင်ယာလန်ကိုနိုင်ခဲ့မယ်ဆိုရင်ဝေးနဲ့ဘော့စနီးယားတို့တွေကနိုင်တဲ့အသေးနဲ့ထက်ကစားပြီးကြောပြတ်နိုင်ခဲ့မယ်ဆိုရင်တော့ကမ္ဘာဖလားရှိစစ်ပွဲအောင်မြင်မှာဖြစ်ပါတယ်။ဒီတဲ့တွေတော့ညီကြောင်ပါပြီးပို့လာပါ။